မင်္ဂလာပါရှင်တချို့ဒီနေ့အစဲမှာဒိတ်တွေကိုတချို့ကိုရိုက်ထဲမယ်အဲ့တော့ကျတို့ကလုပ်ငန်းခွင်အတွက် report တစ်ခုကို ထုတ်တော့မယ်ဆိုလို့ရှိရင်ဒိတ်တီအရေးပါတဲ့ကဏ္ဍတစ်ခုမှရှိပါလိမ့်ရှင်အဲ့တော့တချို့ကဒိတ်တွေရိုက်ထဲတော့မယ်ဆိုရင် အလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးကျွန်တော်ကရိုက်ထည့်ရမယ်ဒိတ်တွေကိုအဲဒီလိုမျိုးပေါ့နော် ရိုက်ထည့်ရတာပဲဖြစ်ဖြစ်နောက်တနည်းပေါ့နော်ဒိတ်ဖြစ်ခါနဲ့ပဲယူယူပေါ့ဒီလိုမျိုးသွားမယ်ဆိုလို့ရှိရင်ကျေတော့ shortcut key လေးကျေတော့တည်တိုင်းပို့ပြီးတော့ကောင်းပါလေ shortcut key တွေ control ရဲ့စီမီကောလည်းရပါ control ရဲ့စီမီကောလည်းနှိပ်မယ်ဆိုလို့ရှိရင် current date ကိုရပါမယ် control ရဲ့ shift key စီမီကောလည်းနှိပ်မယ်ဆိုရင် current time ရောရပါတယ်နော် အဲ့တော့ကျွန်တော်ကဒီမှာရိုက်ချက်ဒိတ်ရိုက်ချက်လိုက်ပြီအဲ့တော့ control စီမီကောလံဒိတ်ရိုက်ချက်လိုက်တဲ့အခါမှာကျွန်တော်ကလပိုင်းနေပြောင်းမလားဘယ်နှစ်လပိုင်းအောင်ပြောင်းမလဲ၄ရက်ကိုပြောင်းမလား၅ရက်ကိုပြောင်းမလား၄လပိုင်းအောင်ပြောင်းမလား၅လပိုင်းအောင်ပြောင်းမလားကျွန်တော်ပြောင်းချင်တဲ့ဒိတ်တွေကိုတော့ပြီးတော့ရင်တော့ကျွန်တော်က copy ဆွဲချတဲ့အခါမှာအဲဒီ left click ကိုဆွဲချမယ် left mouse button လေးကိုဆွဲချလိုက်တဲ့အခါမှာဒိတ်ဒီ တော့ရက်၄ရက်၅ရက်၆ရက်ဒီလိုမျိုးဖြစ်သွားမယ်အဲ့တော့ login နဲ့ဒီ format တွေကိုကြောကျွန်တော်က auto fade option မှာကျွန်တော်ကသုံးမယ်ဟာ cd လာဒါမှမဟုတ် format only လာ fade လာ width လာ payment လာ payment ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာလပိုင်းနေပြောင်းသွားမယ်ပေါ့နော်အာ width ဆိုလို့ရှိရင်ဆရာတို့ဆရာတို့စနစ်တနေခုနေမပါဘူးပေါ့နော်ဒီလိုမျိုးသွားမယ်အဲ့တော့ဒီလိုမျိုးလေးကိုကျွန်တော်ကသုံးချင်တယ်ဆိုလို့ရှိရင် နောက်ထပ်ဟိုကျွန်တော်သုံးရတဲ့နည်းလမ်းလေးတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ ကိုလိုစီမီကလည်းတောင်းပြီးသွားတဲ့အခါမှာ right mouse button ကိုတစ်ခါတည်းတုံးလိုက်တာ right mouse button ဆိုတော့ left လည်းလေနော် right mouse လေကျွန်တော်အောက်ကိုဖြည့်ဆွဲချလိုက်ပါမိမိလိုချင်တဲ့အနေထားလေးဖြည့်ဆွဲချလိုက်ပါပြီးတော့ရတယ်ကျွန်တော်ဒီမှာတစ်ခါတည်းယူလို့ရပါမယ်မန်လာဝီဒေးလာဒါမှမဟုတ်ဒေးလာရီယာလာဆိုတော့ကျွန်တော်တစ်ခါတည်းယူလို့ရပါပြီဒါမှမဟုတ် flash pay လာပေါ့နော် flash pay ကလိုအပ်တဲ့နေရာမှာတုံးပါဒါမှမဟုတ် CD တို့မှာလာပေါ့အဲ့တော့ right mouse button မှာတော်တော်လေးကိုစုံနေနော် right mouse button လေးကိုဆွဲပြီး ော့မိမိလိုချင်တဲ့အာ format လေးကိုယူပြီးတော့သုံးလိုက်ရုံပါပဲရှင်။ဟုတ်နောက်တစ်ခုထပ်ပြီးတော့ပြောချင်တာကကျွန်တော် exam မှာဒိတ်တွေရိုက်တဲ့အခါမှာလွဲမှားတတ်တဲ့အမှားလေးတွေရှိတယ်။အဲ့ဒါကဘာလဲဆိုတော့တချို့ရဲ့ computer ဒိတ်တွေအာတချို့ရဲ့ computer ဒိတ်တွေရက်လာနေဖြစ်နေလားရက်လာနေဆိုရင်ကျွန်တော်ကရက်လာနေရိုက်သေးပါနော်။အဲ့တော့တချို့ဆက်မှာတော့ကျွန်တော်က3ရက်ဖေဖော်ဝါရီဒီမှာရိုက်ကြည့်လိုက်ရင်သိပါတယ်။3ရက်ဖေဖော်ဝါရီ ကျွန်တော်2024ပေါ့နော်အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကကွန်ပျူတာရဲ့ date ဒီ live ရက်နေ့ဖြစ်နေတယ်ကိုကရက်လနဲ့ရိုက်ထည့်တယ်ဒါဆိုရင်အပြည့်မထွက်ပါဘူးနော်အခုကွန်ပျူတာမှာကရက်လနေ့ဖြစ်နေတယ်အဲ့တော့ဒီမှာ live ရက်နေ့သွားထည့်မယ်ဆိုရင်ကျွန်တော်ကမရတော့ဘူးနော်ဥမာဘယ်နှလပိုင်းဆိုဆိုတော့12လပိုင်းပေါ့နော်12လပိုင်း25ရက်ပေါ့ဒီလိုမျိုးဆိုရင်ကျတို့ကအဆင်မပြေတော့ပါဘူးနော်ဒါဆိုရင် ကျွန်တော်ကဒိတ်မဖြစ်တော့ဘူးဒိတ်မဖြစ်ရင်ဘယ်လိုသိမလဲဒီမှာဂျန်နွေကြီးလေနော်ကျွန်တော်ကပုံမှန်အားဖြင့်ဆိုလို့ရှင်25ရက်22လ2024ဒါဆိုရင်ဒိတ်မှန်တယ်ဆိုရင်ညာဘက်ကိုကတ်သွားတယ်ပြီးဒီမှာလည်းဒိတ်လို့ပေါ်တယ်ဒိတ်တွေကိုကျွန်တော်တို့ကစီဒီအန်နံပါတ်ပြောင်းကြည့်မယ်ဂျန်နွေပြောင်းကြည့်တဲ့အခါမှာစီဒီအန်နံပါတ်ဖြစ်သွားရမယ် ဟုတ်ပြီနော်အဲ့တော့ဒိတ်မမှန်ဘူးဆိုလို့ရှိရင်ဒီလိုဒီမှာလာရက်နှစ်ရေးမိသွားတာဖြစ်တဲ့အတွက်ဒိတ်ဒီမမှန်ဘူးကွန်ပျူတာရဲ့ဒိတ်ဒီရက်လနှစ်ဖြစ်တဲ့အတွက်အဲဒီမှာရက်လနှစ်ကိုရိုက်ပါကွန်ပျူတာရဲ့ဒိတ်ဒီလာရက်နှစ်ဆိုရင်လာရက်နှစ်ကိုရိုက်ပေးပါနောက်ဤတဲ့နောက်ရက်သင်ခန်းစာမှာတော့အဲ့လိုမျိုးလွဲမားနေတဲ့ဒိတ်တွေကိုဘယ်လိုပြင်သွားမလဲဆိုတာကိုနောက်ရက်သင်ခန်းစာဒီမှာဆက်ပြီးတော့လေ့လာကြရအောင်နော် ဟောဒီနေ့သင်ခန်းစာလေးရောဒီလောက်ပါပဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ရက်သင်ခန်းစာတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်